မင်္ဂလာပါရှင်။ဘာမကိတဲ့တရင်ဌာနမှာပြန်နေကြဆူလိုက်ပါရရှင်။ယခုချိန်မှစပြီးဇွန်လ၄ရက်နေ့စိတ်ဝင်စားဝယ်ထိတ်တန့်ရောက်တဲ့တွင်များကိုဆက်လက်စီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်တွင်ကတော့ဆစ်ရှုံးနေသောအာနာလက်မလို့လို့သောမင်းအောင်လိုင်းရေကောက်ပွဲအကြံဖန်ဆိုတဲ့တွင်ပဲဖြစ်ပါရရှင်။ 2025ခုနှစ်ပြက်ကရင်ရက်စွဲများတရက်ချင်းတလချင်းကုန်ဆုံးလာတဲ့အများနိုင်ငံအနှံ့အစည်းအဝေးရှုံးနေမှုများရင်ဆိုင်နေရသောမြန်အောင်လိုင်းသည်နှစ်ကုန်ပိုင်းကျင်းပမည့်ရွေးကောက်ပွဲအတွက်စိတ်တော့ကရှောင်နေပြီးပုံမှန်မဟုတ်သောစိတ်အခြေအနေဖြင့်ပြုံးဆို့လုတ်ကိုင်းလာသည်ကိုသတိပြုမိသည်အထူးသဖြင့်လက်ရှိရင်ဆိုင်နေရသောအခြေအနေပေါ်ရှိရှိသမျှလူပုဂ္ဂိုလ်အဖွဲ့အစည်းအလုံးကိုအပြစ်ပို့ပြီး၎င်းကလည်းလူမှန်ကြီးဖြစ်ကြောင်းစင်ကြီးအမျိုးမျိုးခရီးရည်လို့ပြောလာခြင်းကိုတွေ့မြင်လာရသည် ကိုကိုကိုအထင်ကြီးလွန်သည့်စိတ်ဝိတ္တနာဆွဲကန်နေသူတို့၏လက္ခဏာများမင်းအောင်လိုက်နှင့်တွေ့ရှိနေရပြီးလက်ရှိရင်ဆိုင်နေရသောပြဿနာများမှာ၎င်း၏ရှေ့မှစက်ကောင်ဆောင်များဖြစ်သောတန်ရှင်နှင့်တိမ့်စိန်တို့၏ခေါင်းဆောင်မှုအမာရွေများနှင့်အာနိကျက်များကြောင့်တိုက်ရိုက်ဖို့ထုတ်ခြင်းပြောဆိုခြင်းမပြုတော့လေထို့ပုဂ္ဂိုလ်များဥဆောင်ခဲ့သောအဖွဲ့အစည်းကိုလူသိရှင်ကြားပြစ်တင်ပြောဆိုမှုများစတင်ပြုလုပ်လာသည်ကိုလေလာတွေ့ရှိရသည် အာနာရှင်အောင်တန်းရွှေတည်ထောင်ခဲ့ပြီးသမရဟောင်းဦးသိန်းစိန်ဥက္ကဋ္ဌလုပ်ခဲ့သောစစ်တိတ်ပြည်တော်စုကြံခံရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်အကွဲအပြဲများကိုစစ်ကောင်စီအစိုးရဖွဲ့စည်းဝေးတွင်ထည့်သွင်းပြောဆိုလာသည် ဆိုလိုရင်းမှာပြည်သူ့လွတ်တော်ဥက္ကဋ္ဌဟောင်းသူရရွှေမင်းနဲ့တင်ဆိုင်တို့ကြား2015ခုနှစ်ရွှေကောက်ပွဲကျင်းပရန်လာပိုင်းလို့တကောင်ရန်အာနာသိမ့်မွေပါတီအတွင်အကွဲပြင်းများကြောင်းစစ်တပ်ကစေစုနှင့်များစွာထိန်းချုပ်ထားခဲ့သောအာနာကိုလက်လွတ်ဆုံးရှုံးခဲ့ရသည်သူရရွှေမင်းကတောင်းဆန်းစုကြည်နဲ့မဟာမိတ်ဖွဲ့ခဲ့ခြင်းကြောင်းထိုအကွဲပြင်းဖြစ်ကကြန့်ခိုင်ရေးပါတီရှုံးခဲ့ရသည်ဟုမင်းအောင်ယုံကြည်နေပုံရသည်ထို့ကြောင့်တောင်းဆန်းစုကြည်ကိုရညိုးအခါရတရားကြီးမှစွာဖြင့်အကျဉ်းတောင်နှင့်၎င်း၏လက်ကျန်ဘဝတက်တန်းကုံဆုံးစီရင်ချုပ်နှောင်ထားခြင်းဖြစ်သည် 2015ခုနှစ်ရွေးကောက်ပွဲမှာတဆင့်တောင်းဆန်းစုကြည်သည်စစ်တပ်လက်ထက်မှအာဏာရယူသွားနိုင်ခဲ့သည့်နိုင်ငံရေးအလှည့်ပြောင်းကမင်းအောင်လှိုင်အပေါ်အကြီးကျယ်ရိုက်ခတ်ခဲ့ဟန်ရှိသည်။မမျှော်လင့်ပေအမျိုးသမီးတို့၏အာဏာစက်အောက်သို့ရောက်ရှိသွားခဲ့သောစစ်တပ်သမိုင်းတွင်ပထမဆုံးကာကွယ်ရေးဦးစီးချုပ်ဖြစ်သွားရခြင်းအပေါ်မင်းအောင်လှိုင်အလွန်ခါသည်ခဲ့ပုံရသည်။ ထို့ကြောင့်ရခင်စစ်ကောင်စောင့်များမကာကွယ်နိုင်ခဲ့သောအာဏာကိုမပြစ်မနေပြန်လည်သိမ်းယူရန်အချိန်အခါကောင်ကိုစောင့်စားနေခဲ့ပုံရသည်။2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ကရွေးကောက်ပွဲအကြောင်းပြအာဏာသိမ်းခဲ့သောမင်းအောင်လှိုင်သည်ရွေးကောက်ပွဲကိုပင်အကြောင်းပြပြီးအနိုင်ရပါတီကိုအာဏာလွှဲပေးပါမည်ဟုထပ်ခါတလဲလဲပြောဆိုခဲ့သည်မှာ၄နှစ်ကျော်လာပြီဖြစ်သည်။ နိုင်ငံအနှံ့ပြည်သူများအပေါ်ပုံကျဲတပြက်နေသောမင်းအောင်လိုင်ကို မုံတိယွန်ရှာခြင်းမှလွဲလင်းပြည်သူများသည့်ထူရွေးကောက်ပွဲကိုလုံးဝစိတ်ဝင်စားကြပါ စိတ်ထားပေတာရှူတော်မှလေးလာမည်ဆိုလင်းမင်းအောင်လိုင်သည်တာမန်စိတ်အခြေအနေတွင်ရှိမနေခြင်းကိုပို၍ထင်ရှားစွာတွေ့မြင်လာရသည်ထို့ကြောင့်လည်းနိုင်ငံအနှံ့ရှိပြည်သူများကိုပုံကျဲတပြက်နေခြင်းလူအဖွဲ့အစည်းအစိပ်ပိုင်းအများပြားကိုပြန်တိဖြစ်သွားရန်မိရှုဖြစ်စေခဲ့ခြင်းစသည့်အစွန်ရောက်စံဖတ်မှုများကိုကျူးလွန်၍အထက်မှသိမ်းယူခဲ့သောအာဏာကိုလက်မလွတ်ရရင်နီလန်းမျိုးစုံဖြင့်ကာဝယ်နေခြင်းဖြစ်သည် ည်မဲအောင်နိုင်ကြံစီနေသောရေကောက်ပွဲသည်လည်း၎င်းဖန်တီးခဲ့သောနိုင်ငံရေးပြဿနာမှထွက်ပေါက်ရှာခြင်းထက်အာဏာကိုလက်မလွတ်ရရည်နီလန်းတစ်ခုဖြင့်ကြံစီကြိုးပမ်းနေခြင်းသာဖြစ်ပါကြောင်းဆောင်းမရှင်သူတော်ဆွေ၃၀ချက်ဆောင်းပါကိုဖော်ပြလိုက်ပါသည်။ ဆလန့်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ကော့တောင်းမှစစ်မှုရန်တပ်သားတို့ PDF ထံအလင်းဝင်ဆိုတဲ့တဲ့ရင်ဖြစ်ပါရဲ့ချင်းတနင်္လာရီတိုင်းကော့တောင်းမြို့နယ်ခမောက်ကြီးမြို့နယ်ခွဲအခြေဆိုင်ရှေ့တန်းခြေကုပ်စခန်းကစစ်ကောင်စီတပ်သားတို့အလင်းဝင်လာခဲ့တယ်လို့ကော့တောင်းမြို့နယ်ပြည်သူ့ကော်ရဲဖွဲ့ထံကသိရပါရယ်ခမောက်ကြီးမြို့နယ်နမတ်သွန်ရှေ့တန်းခြေကုပ်စခန်းခမရ342ကအသက်29နှစ်အရွယ်တပ်သားစင်မင်းသူဟာပြီးခဲ့တဲ့မေလ30ရက်နေ့မှာကော့တောင်းမြို့နယ်ပြည်သူ့ကော်ရဲဖွဲ့ထံအလင်းဝင်ခဲ့တာပါအလားတူမေလ29ရက်နေ့ကလည်းခမ ရ340နှစ်တက်စကန်ကအသက်29နှစ်အရွယ်တက်သားနေမျိုးထွန်းဟာလည်းဆက်သွယ်အလင်းဝင်ခဲ့တယ်လို့ကော်တောင်မြို့နယ်ပြည်သူ့ကောင်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကတန်လွင်တိုင်းမှာပြောပါရယ်သူတို့နှစ်ဦးဟာဆိုင်းတုံမြို့အမှတ်3တက်မတော်တန်းမြင့်လေးချင်ရင်တင်နန်းချောင်းမှာစစ်မှုရန်အပတ်စဉ်ရှစ်တင်နန်းတက်ရောက်ခဲ့ပြီးနမတုံရှေတန်းခြေကုတ်စကန်မှာတာဝန်ထမ်းဆောင်ခံရတာဖြစ်ပါရယ်လက်ရှိမှာတော့သူတို့နှစ်ဦးဟာလွတ်မြောက်နေရတခုကိုရောက်ရှိနေပြီးကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့ဧပြီလ20ရက်နေ့ကလည်းကော်တောင်ခိုင်ပုတ်ပြင်းမြို့နယ်စကားခ73ကစစ်က ောင်စီတပ်သား၃ဦးကော့တောင်ခန့်အမှတ်တပ်တရင်ထံအလင်းဝင်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ။ဆလန့်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရကတော့ပလောမြို့နယ်တဘူရွာအနီးတွင်တိုက်ပွဲဖြစ်စစ်တပ်ကဖိတ်ပလောလမ်းပိုင်းကိုပိတ်ထားဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။တနင်္လာနေ့တိုင်းပလောမြို့နယ်တဘူကျေးရွာနီးစစ်ကြောင်းထူလာသောစစ်ကောင်စီတပ်နှင့်တော်လိုင်းပူပေါင်းအဖွဲ့များကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဘေးကင်တရင်တင်မှတာဝန်ရှိသူတို့ကလူလူຫນွေသူတို့ပြောသည်။ဇွန်လ၂ရက်မွန်လယ်၃နာရီခန့်ကစစ်တော်ရရွာဘက်မှစစ်ကြောင်းထူလာသောစစ်ကောင်စီတပ်ကိုတဘူကျေးရွာတရားထိန်နာတွင်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးညနေ9နာရီခွဲခန့်အထိတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု၎င်းကပြော ြောသည်စကားစဘက်ကတပိုးရွာကိုစစ်ကြောင်းထိုးလာတာပါအင်အားကတော့အတိအကျပြောဖို့ခက်တယ်သူတို့စုဖွဲ့ထားတဲ့အင်အားရဆိုရင်300ကျော်လောက်ရှိနိုင်တယ်ဟုဘိတ်ခိုင်တရင်တင်မှာတောင်းရှိသူကလူလူຫນွေသူတို့ပြောသည်နှစ်ဖက်ထိထိတိုက်ပွဲတွင်စစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုရှိနိုင်ပြီးတိုက်ပွဲဖြစ်ပွားပြီးနောက်တွင်စစ်ကောင်စီကင်းထောက်ရဟတ်ရင်နဲ့ဒရုန်းများစစ်တိုက်ဝဲပြန့်မှုရှိနေကြောင်း၎င်းကဆက်ပြောသည် တိုက်ခိုက်ခံရပြီးနောက်စစ်တပ်စစ်ကြောင်းလေတဘူကြီးရွာနေကြီးရွာအုပ်စုတစုတည်းဖြစ်သောမီလုံချောင်းကြီးရွာ၌အထိုင်ချတပ်ဖြန်ကဘိတ်ပလောပြည်တော်စုလမ်းမိုင်အောင်ဆွန်လ3ရက်နေ့ပိုင်းတွင်စတင်ပိတ်ဆို့လိုက်ကြောင်းဒေသခြေဆိုင်တော်လှန်တပ်ဖွဲ့များထံမှစုံစမ်းသိရှိရသည် ဇွန်လ3ရက်ဒီကနေ့မနက်မှာပဲစစ်ကောင်စီဘက်ကဖိတ်ပလောပြည်အောင်စုလမ်းပိုင်းကိုပိတ်ထားတဲ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်လာမယ့်အနေအထားရှိပါတယ်ဟုဗိခင်တရင်တန်မှာတောင်းရင်ရှိသူကခံမှန်းပြောကြားသည်တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းမရှိသေးတော့လေစစ်ကောင်စီဘက်မှလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်မှုများရှိနေရာပြည်သူများစီရင်တရေရှိကြရန်တော်လိုင်းတပ်ဖွဲ့များကတရေပီနူဇော်ထားသည် ဆက်လက်ပြီးမေလာတွင် TNL ထိန်းချုပ်ဒေတာရင်းလေးချောင်းပုံကျဲခံရ၍အယက်သားရှေ့ဦးတည်ဆုံ၁၈ဦးတန်ရန်ရောက်ဆွေတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ပြီးခဲ့သည့်မေလာတွင်အပြည့်ရထားသည့်စက်ကောင်စီကတအောင်တက် TNL ထိန်းချုပ်ရာနောင်ချိုမိုးကုတ်ကြောင်မဲမိုင်းငော့မိုင်းလုံးနှင့်မိုင်းတုံမြို့နယ်တို့ကို လေကြောင်းလက်နက်ကြီးဒရုန်းတို့ဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့်အရတားရှိဦးသေးဆုံးပြီးဆက်ရှိဦးထိခိုက်ဒဏ်ရာရသောကြောင့် TNL မှသတင်းထုတ်ပြန်သည်အဆိုပါမြို့နယ်တို့ကိုလေကြောင်းဖြင့်26ကြိမ်လက်နက်ကြီး986လုံးဒရုန်းဖြင့်ပုံ329လုံးနဲ့အစိမ့်ငွေပုံ114လုံးတို့ဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့်အရတားများထိခိုက်သေးဆုံးမှုပြင်နေအများပြားထိမှန်ပျက်စီးသွားခဲ့ခြင်းဖြစ်သည်စစ်ကောင်စီတပ်သည်နောင်ချိုမြို့နယ်ရှိကျေးရွာများနဲ့ TNL တရှိရွာများကိုဦးတည်ပြီးလေကြောင်းဖြင့်12ကြိမ်အစိမ့်ငွေပုံ 114လုံးလက်နက်ကြီး986လုံးဒရုန်းဖြင့်ပုံ329လုံးတို့ကိုလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ထားသည်။စစ်ကောင်စီတပ်ရဲ့ချက်ရှိရှိဦးတည်တိုက်ခိုက်မှုကြောင့်အပြင်းမဲ့ပြည်သူလူထု6ဦးသေဆုံးခဲ့ရပြီး14ဦးတံရရရှိသေးအပြင်နေအိမ်ရှင်းလုံးလည်းပုံစထိမှန်ပျက်စီးခဲ့ကြောင်းဆိုထားသည်။ရှင်းပြင်းကြောင်းမဲမျိုးကိုလေးချောင်းဖြင့်နှစ်ကြိမ်ကျဲချတိုက်ခိုက်မှုကြောင့်ပြည်သူနေအိမ်နှလုံးထိမှန်ပျက်စီးခဲ့သလိုမိုးကုတ်မျိုးကိုလည်းလေးချောင်းဖြင့်6ကြိမ်လာရောက်ကျဲချတိုက်ခိုက်မှုကြောင့်ပြည်သူတို့သေဆုံးခဲ့ပြီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းထုတ်ပြန်ထားတယ်။ဘုံချရောက်ပောက်ကွယ်မှုကြောင့်ကြေးရွာဖုံးကြီးချောင်းအပါဝင်နေအိမ်ဆက်ရှက်လုံးလေးထိမှန်ပြတ်စေသွားခဲ့တယ်။အလားတူမိုင်းငေါ်မျိုးနယ်ကိုလေချောင်းဖြင့်တစ်ချိန်ဘုံချေတိုက်ခတ်ခဲ့ပြီးမိုင်းလုံးမျိုးနယ်ကိုလည်းလေချောင်းဖြင့်သုံးချိန်တိုင်တိုင်းလာရောက်ဘုံချေတိုက်ခတ်ခဲ့တယ်။ထို့ပြင်မန်တုံမျိုးကိုလည်းလေချောင်းဖြင့်နှစ်ချိန်ဘုံချေမှုကြောင့်ပြည်သူတို့ထိတ်ဆုံးခဲ့ပြီးသုံးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်28လုံးလေးထိမှန်ပြတ်စေခဲ့တယ်။စစ်ကောင်စီသည်အပြည့်ရကြောင်းကြေညာခဲ့တော့လေနိုင်ငံတော်ဝန်တွေစစ်ရေးနှင့်မသက်ဆိုင်တဲ့နေရာများကိုလေချောင်းလက်နက်ကြီးဒရုန်း ုံးတို့ဖြင့်ပစ်ခတ်တိုက်ခိုက်နေ၍အရက်သားထိခိုက်သေးဆုံးမှုမှလည်းမြင့်တန်နေသည်ဆလဘီဘောလခဲမျိုးရှင်နေပေါကကင်စကန်ကိုတင်ပိုင်ရရှိပြီးစစ်သား20ဦးထံမှနေတည်ဆုံလက်နက်15လက်ကျော်နဲ့ခရဲများတင်စီရရှိဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်နေပြည်ဘောလခဲမျိုးရှိစံပတ်စစ်ကောင်စီကကင်စကန်ကုန်းကိုတိုက်ခိုက်သိမ်းပိုင်ခဲ့ရာစစ်သား20ဦးထံမှနေတည်ဆုံပြီးလက်နက်15လက်ကျော်ခရဲများတင်စီရရှိခဲ့ကြောင်း KAC ရေးချုပ်ဘုံမူကြီးဖုံးနိုင်ကရှန်ကုန်ခေတ်တဲ့တဲ့ရင်ဌာနထံသို့ပြောကြားသည်။ မေလ22ရက်နေ့နနက်9:00နာရီချိန်ဗိုလ်လက်ခဲမြို့အခြေဆိုင်အကြမ်းဖက်ဆက်ကောင်စီဖြူအောင်ကုန်းကိုကာဝေးရေးပေးထားတဲ့ကာကင်စကန်ကိုကရင်နီတော်လိုင်းတပ်ပေါင်းစုကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်ဆက်ကောင်စီတပ်သားအလောင်း20ထပ်မင်းမျက်မြင်တွေ့ရှိခဲ့ရပြီးလက်နက်15လက်ကျော်နဲ့ခရဲများတင်စီရရှိခဲ့ကြောင်းရင်းစခန်းသိမ်းတိုက်ပွဲအတွင်းအကြမ်းဖက်ဆက်ကောင်စီတပ်ကလေဆောင်ဖြင့်9ချိန်ပုံကျပြစ်ခတ်ခဲ့ကြောင်းသိရှိရသည်။ ပြူဟာစခန်းတော့မဟုတ်ဘူးရှင်နေပေါကအရှိကကင်းမုံပြူဟာနေတော့ချိတ်ဆက်နေတာပေါ့လက်နဲ့ကတော့15လက်16လက်လောက်ရရင်အလောင်းက15လောင်းအလောင်း20လောက်ကတော့အဝေးကနေတွေ့ရတယ်လီရင်နဲ့ဘုံလာကျဲတော့အတိအကျတော့ရေတွက်လို့မရဘူးဒီထက်တော့ပိုးမယ်ထင်တယ်လီရင်နဲ့က9ကြိမ်ဘုံလာကျဲတယ်ဂန်းက9ကြိမ်ဆွဲပြတ်သွားတယ်သူက0.5အလုံးကြီးတယ်လီရင်ပေါကပြတ်သွားတာဟုတ်ကေရီစီရီချုပ်ဘုံမှုကြီးဖုံနိုင်ကရှန်ကုန်ခေတ်တဲ့တဲ့ရင်ဌာနထံသို့ပြောကြားတယ်ရှင်နေပေါရွာကကင်စကန်နေဖော်လက်ခဲမျိုးဤတန်လွင်မြေအရှိတ်ကန်နေတရှိပြီး ဆက်လက်သိမ်းပိုင်ရန်ကြံရှိနေသည့်စစ်ကောင်စီတပ်စခန်းများကိုလည်းထိုးစစ်ဆင်တိုက်ခတ်လျက်ရှိကြောင်းပေါ်လက်ခဲမြို့တွင်စစ်ကောင်စီခမရ429ခမရ430နှင့်ခလရ339တို့အပြင်ရန်ပြည်နယ်ခြေဆိုင်စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကခနှင့်လက်အောက်ခံတိုင်ရင်ချုပ်အပြည့်ထားကြောင်းသိရှိရပါသည်ရှင်။